တမီးထွန်းဖခင်ကောင်းဖြစ်ချီကျူးခင်ရသလိုဝန်ထမ်းပေါ်လက်ပါခဲ့တာကြောင့်အပြစ်တင်ခံရတဲ့ဘိုးကြဖြူခင်ရဲ့ယောက်ျားအကိုထွန်းဖခင်နိုင်ကတမီးကိုချီရင်တော့မခံနိုင်ကြပါဘူးဒေါသတွေအရန်ထွက်ပြီးတော့စိတ်လိုက်မှန်ပါအရန်လှုပ်တက်ကြပါတယ်အခုလည်းဝန်ထမ်းတယောက်ကအကိုထွန်းရဲ့တမီးကိုမပြောသင့်တဲ့စကားကိုပြောမိလိုက်တာကြောင့်အကိုထွန်းလည်းဝန်ထမ်းပေါ်ကိုလက်ပါမိသွားပါတယ်ဝန်ထမ်းကဆိုင်မှာတက်တော့ရိုက်နေတာဖြစ်ပြီးသူရိုက်ခဲ့တဲ့တက်တော့ကိုလိုင်းပေါ်မှာတင်းခဲ့ပါတယ်ဒီလိုတင်လိုက်တဲ့ကိစ္စကနေအခုလိုမျိုးပြဿနာအကြီးကြီးဖြစ်သွားခဲ့တာပါ ဖြစ်ပုံကတော့ဝန်ထမ်းကတော်တော်ရိုက်နေတဲ့အချိန်အကိုထွန်းတို့ရဲ့တမိကဝန်ထမ်းနဲ့အတူတူလိုက်ကခဲ့ပါတယ်ဒီလိုမျိုးဝင်မကားဖို့အတွက်ဝန်ထမ်းကပြောခဲ့ပေမဲ့လည်းအကိုထွန်းတို့ရဲ့တမိကနားမထောင်ခဲ့ပါဘူးဆိုင်မှာတော်တော်ရိုက်ရင်ဝန်ထမ်းနဲ့ဆိုင်ကမိသားစုတော်တော်အတူတူမရရဘူးဆိုတော့စီမင်းစီကံထုတ်ထားပါတယ်အတူတူရိုက်ပြီးလဲကိုယ့်ရဲ့ personal account မှာတင်ခွင့်မရှိဘူးလို့ပြောထားတာကြောင့်အကိုထွန်းတို့ရဲ့တမိကိုသူတော်တော်ရိုက်နေတဲ့အချိန်ဝင်မပါဖို့အတွက်အချိန်ချင်းပြောခဲ့ပါတယ်ဒါပေမဲ့လည်းပြောမရခဲ့ပဲတော်တော်ကသုံးဖို့တောင်ရိုက်လို့ပြီးသွားပါတယ် ဒါကြောင့်ရိုက်ပြီးသားတက်တော့တွေကိုပဲ line ပေါ်တင်ခဲ့ပါတယ်။သူတင်ခဲ့တဲ့တက်တော့ဗီဒီယိုထဲမှာသူတို့ကလေးပါပါနေတာကြောင့်မတင်ဖို့အတွက်ပိုးချပြုခင်ကတတိပေးခဲ့ပါသေးတယ်။အကိုတို့ကဒီကိစ္စကိုတည်သွားခဲ့ပြီးတော့ဘာကြောင့်တင်ရလဲ။စီကံချက်ကိုမတည်ဘူးလားလို့မေးခဲ့ပါတယ်။ဝန်ထမ်းကလည်းသူစီကံချက်တွေကိုသိပေမဲ့အကိုတို့ရဲ့ကလေးကလာရှုပ်နေတာလို့ပြန်ဖြေမိခဲ့ပါတယ်။ သူသမီးကိုဝင်းရှုပ်တယ်လို့ဝန်ထမ်းကပြောတာကိုခံလိုက်ရတာကြောင့်အကိုထုံးလဲစိတ်ရမ်းတူသွားခဲ့ပါတယ်။ဒါကြောင့်ဝန်ထမ်းနာကိုကတ်သွားခဲ့ပြီးမိရဘာကောင်လဲဆိုတဲ့မေးခွန်းကိုမေးခဲ့ပါတယ်။အကိုထုံးရဲ့ပုံစံကလက်ပါတော့မဲ့ပုံဖြစ်နေတာကိုဝန်ထမ်းလဲသတိထားမိသွားခဲ့ပါတယ်။ဒါကြောင့်လက်မပါဖို့ပြောခဲ့ပါတယ်။အကိုထုံးကတော့သူသမီးကိုရှုပ်တယ်လို့အပြောခံလိုက်ရတာကြောင့်မခံနိုင်ပဲဝင်းနှန်းကိုလက်သီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီလိုထိုးပြီးတော့ဝင်းနှန်းကိုဆိုင်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်။ဝင်းနှန်းကလည်းသူဒီမှာအလုပ်လုပ်ခဲ့တာကြောင့်သူနဲ့ထိုက်တန်တဲ့လာစာကိုတောင်းယူခဲ့ပြီး ဆိုင်ကနေထွက်သွားဖို့အတွက်အကိုထုံးကထပ်ပြောခဲ့ပါတယ်။လိမ့်စာကိုလည်းတည်တာကြောင့်မိသားစုတွေကိုပါဒုက္ခရောက်သွားအောင်လုပ်နိုင်ချောင်းကိုလည်းအကိုထုံးကပြောခဲ့ပါသေးတယ်။အကိုထုံးကတော့သူသမီးကိုပြောလို့ဒေါသထွက်သွားတာမှန်ပေမဲ့လည်းဝန်ထမ်းတယောက်ပေါ်ကိုဒီလိုမျိုးလက်ပါတာကမသင့်တော်ချောင်းကိုတော့လူတွေကပြောနေကြပါတယ်။ဝန်ထမ်းကလည်းအပြောဆိုမတတ်တာကြောင့်အကိုထုံးကလည်းနားလည်မှုလွဲသွားခဲ့တယ်လို့ဒေါသနောက်ကိုလိုက်မိတာကြောင့် အခုလိုမျိုးမဖြစ်တဲ့နာတွေဖြစ်ကုန်တာပါတကယ်ဆိုအေးဆေးဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပေမဲ့လေအပြောမတတ်တဲ့သူနဲ့စိတ်ကြီးတဲ့သူတို့နှစ်ယောက်သွားဆုံမိလိုက်တော့မလိုလားအပ်တဲ့ကိစ္စတွေဖြစ်သွားခဲ့တာပါတချို့တွေကလည်းအကိုထုံးကိုမှားတယ်လို့ပြောနေကြပါတယ်ကိုကအလုပ်ရှင်ဖြစ်တိုင်းဝန်ထမ်းပေါ်ကိုလက်မပါတင်ကြောင်းနဲ့ဒီလိုလုပ်တာကမှားတယ်လို့ပြောနေကြတာပါတကယ်လို့ဝန်ထမ်းဘက်ကမှန်နေဆိုရင်လည်းအကိုထုံးတို့ကိုတရားစွဲပြီးဥပဒေအတိုင်းသွားတင်ကြောင်းလဲအကြံပေးနေကြပါတယ်ကိုဘက်ကမှန်နေရင်ကြောက်စရာမလိုတာကြောင့်လူအပ်တာတွေလှုပ်ဖို့အတွက်ဝန်ထမ်းကိုပြောနေပါတယ် ပရိသတ်ကြီးတို့ရောအကိုတို့နဲ့ဝန်ထမ်းတို့ဖြစ်တဲ့ကိစ္စမှာဘယ်သူကမှန်ပြီးဘယ်သူကမှားလဲဆိုတာကိုဖြေပေးတော့ပါအောင်နော်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်